တကယ်တော့ musician ဆိုတဲ့အလုပ်နဲ့ musical instrument ဖန်တီးရဆိုတဲ့ကိစ္စနဲ့ကတော့တသက်စီလို့ယူဆနိုင်ပါတယ်ဒါပေမဲ့အခုနေတဲ့တိုင်းပြည်အခြေအနေကြောင့်တကယ်ကို musical instrument တွေကိုကောင်းကောင်းလုပ်နိုင်တဲ့အဆင့်မရောက်သေးတဲ့ကိုတိုင်းပြည်အခြေအနေမှာကိုကိုယ်တိုင်လုပ်ရမယ်လို့စိတ်ကူးရင်းနဲ့ကိုဟာ musician musical instrument maker အဲ့နှစ်ခုကိုပေါင်းပြီးတော့ကိုကလူသီယာလို့ကပီးထုတ်တော့လူသီယာဆိုတာကကြတော့ဟို MHK လူသီယာဆိုလူသီယာဆိုတာကကြလူလို့ခေါ်တဲ့ ကျိုးတက်ဒူရီယာတွေအပန်အိုးပါတယ်လက်တံပါတယ်ထူးနင်းဘက်တွေပါတဲ့ဟိုဒူရီယာတွေလူ့လို့ခေါ်တာပေါ့အဲ့ဒီလူ့ကျိုးတက်ဒူရီယာအပေါင်းစုံကိုလှုပ်တဲ့လူဖြစ်တယ် music channel လည်းဖြစ်တယ်ကိုလှုပ်ထားတဲ့ဒူရီယာနဲ့ကိုကိုယ်တိုင်ဂီတတွေဖန်တီးနိုင်တဲ့လူမျိုးလည်းဖြစ်တယ်ဒါကြောင့်မလို့အခုကိုကိုလူတီယာလို့ကြပြီးထိုးထားတာပါမစ်ကြီးကတော့ရှင်းပါလေအခုနာမည်ပါပဲအခုကမဟင်းကျော်ပါ မင်းကျော်ရဲ့နာမည် MHK ကိုယူပြီးတော့ပေးပြတာပါအရင်တုန်းကတော့အကိုရဲ့ music တင်လန်းကျောင်းတွေရဲ့နာမည်က unique ပါ guitar လို့တော့လည်း unique ဆိုတဲ့နာမည်နဲ့လောက်တာပါဒါပေမဲ့ unique ဆိုတာအင်္ဂလိပ်စကားဖြစ်တဲ့အခါကျတော့ computer science တို့ guest science တို့ fitness center တို့စသဖြင့်အများကြီးရှိတဲ့အခါကျတော့အကိုကတော့ဒီချိန်မှာကိုယ့်နာမည်နဲ့ကိုယ်လုပ်တင်ပြီဆိုပြီးတော့ထုံးတမ်းတိုင်းအကိုနာမည်ရဲ့ MHK မဟင်းကျော် MHK ကိုယူပြီးတော့ပေးလိုက်တာပါဒါပါပဲတိတ်ထွေထူးမဟုတ်ပါဘူး โอเคအဲ့နှစ်ခုကတခုစီတီးတန့်ကွဲလွန်းနေတဲ့အရာလို့ပြောရင်လူအများစုအတွက်မှန်ပါတယ်ကိုတက်တော့မှမှန်ပါဘူးကိုကဟိုအထူးသဖြင့်တော့အကိုအသက်7နှစ်သားလောက်တုန်းကနေစပြီးတော့ဂီတာကိုကျိုးသားဘာသာတီးခတ်ခဲ့တယ်ဒါပေမဲ့အကိုတီးနေတဲ့ဂီတာကပြည်တွင်းပြည်ဂီတာဖြစ်သည့်တကြောင်မလို့အကိုလိုချင်တဲ့အတန်မှန်ကန်တဲ့အတန်ပေါ့အကိုကအတန်ကောင်းတာဆိုတာအထက်အတန်မှန်ချင်တာပေါ့အကိုနားကကြတော့ပန်းတယ်အကိုနားကနည်းနည်းလေး sharp ဖြစ်သွားတယ် flat ဖြစ်သွားတယ်ဆိုအရင်သိတယ် အဲ့တော့အခုရဲ့ဂီတာမှာကအခုဘလောက်ပဲတီတီအခုဂီတာကအတံမတည့်တဲ့ခါကျတော့ဟိုတဖြည်းဖြည်းနဲ့ဂီတာလုံးဖို့အတွက်စိတ်ကူးရတာလေပေါ့ကိုဂီတာကိုပြင်ကြည့်တယ်ပြင်ကြည့်ရင်းနဲ့မှအဆင်မပြေတဲ့ခါကျတော့ကိုဘကိုအကောင်းဆုံးဂီတာလုံးလုံးနိုင်အောင်ကြိုးစားမယ်ဆိုပြီးတော့ဖြစ်သွားတာပေါ့ဒီကတော့အကိုက musician မှာ music ပဲလုပ်ခဲ့တဲ့လူပါဒါပေမဲ့2005ခုနှစ်အရောက်မှာစိတ်ကူးရင်ခဲ့တဲ့အရာကိုစတင်သင့်ပြီးအဲဒီစိတ်ကူးကစိတ်ကူးနဲ့ပဲထားလို့ရတဲ့အရာမဟုတ်ဘူး အချိန်အများကြီးယူပြီးလောက်ရမယ့်အရာဖြစ်တယ်ဆိုပြီး2005ခုနှစ်ကစတင်ခဲ့ရင်လည်းဒီနေ့နှစ်20တင်းတင်းပြေးလာတဲ့အချိန်မှာတော့အခုလိုမျိုး guitar building 7 day လို့ပါလို့လုံနိုင်တဲ့အချိန်ဒီအခုလောက်အထိအကူအတိုးတက်လာခဲ့တာပေါ့အဲ့တော့ပြောချင်တာကတော့တစ်ဖက်မှာ musician က musical instrument လောက်လောက်တယ်ဆိုတာကတိတ်တိတိတတမရှိဘူးပေါ့အဲ့ဒါလည်းညီမေးရဲ့မေးခွန်းအန်တန်ကောင်းတဲ့မေးခွန်းပါဘာကြောင့်လဲဆိုတော့ဒီလိုသား guitar ကိုခုနှစ်ခုနှစ်နဲ့လုံနေမယ်ဆိုလို့ရှိရင်ဒီ guitar တွေဟာအခုပြောသလိုတန်ဖိုးကြီးတဲ့ guitar တွေဟုတ်ရဲ့လားဆိုရင်မေးခွန်းထုတ်เสียရှိတယ်ပေါ့ ခုနှစ်ရက်ဆိုတဲ့အချိန်ကလုံလောက်လားလို့ပြောရင်အဲ့ခုနှစ်ရက်အတွက်ရှေ့မှာပြင်ဆင်ခဲ့တာတွေအများကြီးပါဂီတာကြိုလုံမထားတာပဲရှိတယ်ပေါ့အဲ့အတွက်ပြင်ဆင်ရတယ်စိတ်ပိုင်းဆိုင်ရာပြင်ဆင်ရတယ်အင်တန်ခက်ခဲပင်ပန်းတဲ့အချိန်အနာကြီးတွေကိုကြော်ဖြတ်ရပါတယ်ခုနှစ်ရက်ဟာ generally ဂီတာလုံဖို့အတွက်လုံမဖြစ်နိုင်သလိုတကယ့်ကို special customize လုပ်ပြီးဟေးဆိုလို့ရှိရင်တစ်ခါတလေမှသူတို့မှားတဲ့အချက်လက်ပေါ်မူတည်ပြီးတစ်ခါတလေကြလို့ရှိရင်အကိုကအဲလတွေအချာကြီးပေါ့၄၅၆လအထိချိန်ယူပြီးလုပ်တဲ့ဂီတာတွေလည်းရှိပါတယ် ခုနှစ်ရက်နဲ့ဆိုတာကအချိန်အကြာကြီးယူပြီးပြင်ဆင်ထားပြီးတော့တင်ကြားရေးလုပ်တဲ့အခါမှာခုနှစ်ရက်ထက်ပိုပြီးတော့ရှည်လျားတဲ့အနေထားဆိုလို့ရှိရင်ကိုယ်နဲ့ចောင်းသားရည်နဲ့သွားတဲ့ကိစ္စမှာနည်းနည်းလေးညီးငွေ့စရာဖြစ်ပြီးတော့သူတို့ကိုဟို short to the point မြင်သာထင်သာဖြစ်မဲ့အနေထားမျိုးရယ်အခုဘက်ကလည်းသူတို့ကိုလုတ်ပြနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားခဲ့တဲ့အချိန်နာရီတွေအများကြီးကိုကျော်ဖြတ်ပြီးတော့မှ7 day ဖြစ်တာပါ7 day ကောက်ခံငါဒီကြာလုံးမရေးဆို7 day ခုနှစ်ပြည့်ကြာပြီးတော့မှလားလို့ပြောရင်တော့ဖြစ်နိုင်စရာမရှိပါဘူးဖြစ်ခဲ့ရင်လည်းကောင်းတဲ့ကြာမဟုတ်ပါဘူး ဒီစီစဉ်လုပ်ဖြစ်တဲ့ကျောင်းရင်းကအကိုကကျောင်းဆရာဦးကိုက music teacher ဖြစ်တယ်အကို music instructor လုပ်တယ်ကိုတယောက်တည်းသိကိုတယောက်တည်းလုပ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးမဟုတ်ဘဲနဲ့မြန်မာနိုင်ငံမှာလည်းအခုအခြေအနေမှာဟိုအကိုနဲ့မတူဘဲနဲ့အကိုနဲ့ကွဲလွဲစွာနဲ့အခုတည်းတော်တဲ့သူတွေလည်းအများကြီးရှိနေပါတယ်ဒါပေမဲ့သူနဲ့ကိုနဲ့ကွဲလွဲမှုတစ်ခုရှိနေပါတယ်အကိုကတော့ကျောင်းဆရာဖြစ်တယ်အကိုလုပ်တတ်သလောက်ကိုလူတွေအများကြီးလုပ်တတ်အောင်ပြန်ပြီးတော့ sharing လုပ်ခြင်းနဲ့ knowledge sharing လုပ်ခြင်းနဲ့စိတ်ကူးက ကျောင်းဆရာတယောက်ရဲ့စိတ်ကူးပါပဲဒါကြောင့်မလို့ guitar building 7 days ဆိုတာကဟိုတနေ့အချိန်ချင်းမှာအကိုဒီဒီလူဒီယာအကယ်ဒမီလို့ခေါ်တဲ့ကျောင်းတစ်ခု academic center ကြီးတစ်ခုဖြစ်ချင်တာနောက်ပိုင်းမှာအကို school day နောက်တစ်ခါကျတော့ university တွေမှာအကိုက subject တစ်ခုအနေနဲ့ university မှာ grade diploma မဟုတ်ဘဲနဲ့ degrees တစ်ခုပေးနိုင်တဲ့အဆင့်အထိအကိုကမြန်မာနိုင်ငံမှာဒီတူရီယာပစ္စည်းတွေဖန်တီးထုတ်လုပ်တဲ့ ကိစ္စကိုပညာရေးတစ်ခုလို့သဘောထားပြီးတော့စာတွေ့လက်တွေ့အသေးစိတ်လိုအပ်ချက်တွေအကုန်လုံးကိုဖြည့်ဆည်းတင်ကြားပြီးတော့ပညာရေးတစ်ခုထူထောင်ဖို့အတွက်စ조사ပြင်ဆင်နေတာပါဒါကြောင့်မို့လို့ဒီ7 day ဆိုတာကအခုဆိုရင် second batch ဖြစ်တယ် first batch တုန်းကတတိယလုပ်ခဲ့တယ်အခု second batch လုပ်တယ်အတွေ့အကြုံကောင်းတွေဆက်လက်ပြီးတော့ရှာဖွေမယ်နောက်မကြခင်မှာအကူကတွစ်ဆုံဆွေးနွေးရမယ့်တွင်နဲ့အကူတွစ်ဆုံဆွေးနွေးပြီးတော့မကြခင်မှာအကူကဒီလို musical instrument လုပ်တဲ့ကျောင်းတစ်ခုထူထောင်มาဖြစ်ပါ Musician တယောက် music instructor တယောက်က musical instrument လုပ်တယ်ဆိုတာဟာကိုယ်လွယ်မှုရှိတယ်ဆိုတဲ့အပြင်ကိုမှအဲ့ဒီဥစ္စာမှာမှအကိုတို့လိုချင်တဲ့ high end တို့ဒီမို့ high quality အဲ့လိုမျိုးရဖို့အတွက်ဆိုလို့ရှိရင်တကယ်တမ်းဆိုလို့ရှိရင်အကိုတို့အဲရှေးကအခြေအနေရဆိုလို့ရှိရင်ပညာရှင်တယောက်စီမှာအဲတယောက်ယောက်ကလိုချင်တဲ့သူကသွားတင်ပြီးတော့ဟိုတိတာပမောက္ခဆရာကြီးစီမှာတင်တယ်လို့မျိုးပဲပေါ့အဲ့လိုမျိုးဟိုပညာရှာရတယ်ပေါ့အခုကပြောင်းလဲသွားတဲ့ခေတ်ပေါ့ဒါပေမဲ့ပြောင်းလဲသွားတဲ့ ခစ်ကိုမရောက်ခင်မှာအင်တာနက်ဆိုတာမရှိတဲ့ခင်မှာကိုတို့ကမွေးဖွားလာတာအကိုတို့ကမဆာလာလက်ကြံနေပေါ့ဟိုမဆာလာခစ်ကမွေးလာတဲ့ခါကျတော့ပညာတစ်ခုလိုချင်လို့ရှိရင်ကိုတို့ရှာဖွေရတာမှာခက်ခဲမှုတွေရှိတယ်အဲ့တော့အကိုအတိုင်းအတာတစ်ခုဒီရွယ်ရောက်လာပြီဒုတိယပစ္စည်းလောက်ချင်တဲ့ခါကျတော့အကိုရဲ့စိတ်ကူးတွေကိုအကိုရဲ့ music teacher ဖြစ်တဲ့အကိုရဲ့ဆရာဆရာ2 up music academy ကနေပြီးတော့ပြောင်းမင်းဂီတာလောက်တာကိုချိုးဆိုတာရှိတယ်ဗာဘုံလေးတင်အောင်ရဲ့ตาပဲပေါ့သူနာမည်ကိုအောင်ချိုးလင်လို့ခေါ်ပါတယ် အဲ့ဒီအကိုစီကိုသွားလဲမင်းလေးလားဆရာဒူကလည်းလှုပ်တဲ့ခါကျတော့အဲ့ဒီအကိုစီကိုသွားလဲပြီးတော့အဲ့ဒီကိုကလည်းအလင်းတင်တင်လို့သူပြောပြပေးခဲ့တာရှိတယ်သူကတာလှုပ်တဲ့နေရာကိုသွားလေးလာတယ်ပေါ့သွားလေးလာရင်လည်းမှဟိုကိုပါအကြားထဲမှာကတာလှုပ်တဲ့စာအုပ်တွေဗီဒီယိုလက်ဆန်တွေအဲ့လိုမျိုးအကုန်လုံးကိုရှာဖွေစုဆောင်းရင်းနဲ့လေ့လာရင်းနဲ့ဖြည်းဖြည်းနဲ့ကိုတော်လေးကိုကိုကိုယုံကြည်မှုလေးရှိလာပါတယ်ဆိုတော့မှဒီဘက်မှာ YouTube ကအောင်မြင်သွားတဲ့အခါတွန်းတောက်လာတဲ့အခါကျတော့ဒီ YouTube channel တွေကနေယူတော့အကို ဒီ musical instrument လုပ်တဲ့ video တွေအများကြီးကိုအကိုတွေ့ခွင့်ရလိုက်တယ်။တကယ်တမ်းကြာလို့ရှိရင်အကိုနှစ်ခုတွေဒူးတွေဟိုဂီတာလုပ်တဲ့ကိစ္စကိုအကိုတကယ်သင်ပေးခဲ့တာကကိုမြင့်ဆန်းပါ။ကိုလာဘလို့လည်းခေါ်ကြပါတယ်။မြောက်ကလာကိုမြင့်ဆန်းပေါ့။အဲသူကသင်ကြားပေးတဲ့ကိစ္စဟိုအကိုလုပ်ပြခဲ့တဲ့ကိစ္စတွေကိုအကိုကသင်ယူရင်းနဲ့အကိုလေ့လာထားတဲ့ဘူးဒရနဲ့ပေါင်းစပ်ပြီးလုပ်ကြရင်းနဲ့နောက်ပိုင်းကျတော့အကိုကဒီမြန်မာပြည်က traditional လုပ်နေတဲ့နီးလန်းတွေကိုကျော်လွန်ပြီးတော့ international ကတကယ်ကို high end ကထားလုပ်တဲ့နီးတွေကိုအကိုရှာဖွေလေ့လာရင်းနဲ့ဒီနေ့လူဒီယာ MHK ဖြစ်လာတာပါဆက်ပြီးတော့အမှုပညာတွေလှုပ်သွားဖို့အစီအစဉ်ရှိတယ်လှုပ်သွားတဲ့ music တွေကတော့များသောအားဖြင့်တော့အကို instrumental ဆိုတာဘက်ကိုတိတ်မသွားသေးဘဲနဲ့အကိုဟိုရေးခဲ့ပြီးတော့ produce မလုပ်ဖြစ်ခဲ့တဲ့အကိုရဲ့တခြင်းအဟောင်းတွေကိုပဲလက်တလို့အရင်ပြည်သက်တွေတည်အောင်လုပ်ပြမှာပါဒါပေမဲ့ကြားထဲမှာတော့လေ့ဝဲချက်တစ်ခုပေါ့မကြခင်မှာအကိုတခြင်းတချို့ဟိုးရှေ့ခေတ်တုန်းကတခြင်းတွေလည်းပါမယ်ပေါ့အကိုက ဟိုဒီဘက်ခေတ်က modern musician ဖြစ်ပေမဲ့အကိုကညမမဟာဂီတရမ်းကြိုက်ပါတယ်ညမကာလာဘော်ကိုတော့အကိုတိတ်ပြီးတော့ယဉ်နေမထီဘူးပေါ့နော်အကိုကတော့ညမဟိုမဟာဂီတဆိုတာကိုရှေးခေတ်အချင်းကြီးတွေကိုအရမ်းကြိုက်ပါတစ်ဖက်မှာတော့အကိုက opera ဆိုတဲ့ rock တွေဆိုခဲ့တဲ့လူဖြစ်ပေမဲ့တစ်ဖက်မှာတော့အကိုကညမမဟာဂီတကိုအရမ်းကိုတံမိုးထားမြှင့်တက်တဲ့လူဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့အိုင်နဲ့ဆက်ဆက်ပြီးတော့ကိုတချင်းတွေဆက်လာဖို့ရှိပါတယ်